ငလီနေရပုံမှန်အဖြစ်မြေမျက်နှာပြင်အောင်900ကီလိုမီတာ435မိုင်အထိနှက်ဆိုင်စွာဖြစ်ပွားနိုင်မိမယ်လေကျွန်တော်ပြီးခဲ့တဲ့လတလောကလောက်ခတ်ခဲ့တဲ့မြမငလီရတော့မြေမျက်နှာပြင်အောင်10ကီလိုမီတာ6မိုင်သာနှက်တဲ့အတွက်တော်တော်လေးတိမ်တယ်လို့ပြောလို့ရပါတယ်ဒါကြောင့်မို့လဲမြေပြင်ပေါ်မှာပို့ပြီးအပြက်စီထိခိုက်များခြင်းဖြစ်ပါတယ် US ပညာရှင်တွေခံမှန်းချက်ရဆိုရင်ကျွန်တော်တို့မြမငလီဟာ ဒုတိယကမ္ဘာစစ်တုန်းကဟီရိုရှိမားကိုကျဲခဲ့တဲ့အနုမြေပုံတပ်ပုံမှုပြီးတော့ပြင်းထန်ဆွမ်းအင်ကိုထုတ်လုပ်ပေးရလို့သိရပါတယ်။မလီယံပြင်းအားမြင့်မာခြင်းအကြောင်းနဲ့မှကျွန်တော်တို့ပြည့်ရွှေ့ချောင်းရဲ့အမျိုးအစားကြောင့်လည်းဖြစ်ပါတယ်။ပြည့်ရွှေ့ချောင်းကြီးမားလေလေငလင်အားပူပြင်းလေးပဲဖြစ်ပါတယ်။အရင်ရာစုနှစ်တွင်မှလည်းဒီကျွန်တော်တို့ပြည့်ရွှေ့ချောင်းတစ်လျှောက်မှာ Richard Starsky ခုနှစ်နဲ့အထက်ငလင်6ကြိမ်တိတိဖြစ်ပွားခဲ့ပူပါတယ်။ စကိုင်းပြက်ရှိကြွားဆိုရင်ကျွန်တော်မြန်မာနိုင်ငံအလယ်မှာဖြစ်ပေါ်နေပြီးတော့မြောက်ကနေတောင်ဖြောက်တန်းဆိုတဲ့တန်းနေရဲ့အရှိက1200ကီလိုမီတာလောက်ရှိပါတယ်ဒီလိုဖြောက်တန်းပြီးရှည်လျရတဲ့အကြောင်းကြောင့်ပဲစွမ်းအင်တွေကိုအနောက်ရှမ်းမရှိအဝေးဆုံးနေရာထိရောက်အောင်တည်ဆောင်ပေးနိုင်ကြတာဖြစ်ပါတယ်ငလင်းအကြောင်းကတောင်ဘက်ကိုဖောက်ခွဲထိုးပေါက်သွားတဲ့အတွက်ထိုင်းနိုင်ငံဘက်ကိုဦးတည်စီခဲ့တာဖြစ်ပါတယ်တိတ်ပမညာရှင်တွေကတော့မြန်မာငလင်းအရှားပါတဲ့စူပါရှီယာလို့ခေါ်တဲ့ငလင်းတစ်မျိုးဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ် ်စူပါရှီယာငလင်းရဲ့သဘောကငလင်းအကြောင်းရဲ့ရွှေလျားမှုဟာငလင်းလိုင်းတွေရဲ့ရွှေလျားမှုအမြန်နှုန်းနဲ့ပုံပုံမြန်ဆန်းပါတယ်ခမန်းကြရဆိုလို့ရှိရင်ကျွန်တော်တို့ငလင်းအကြောင်းရွေလျားမှုဟာတစ်စက္ကန့်5ကီလိုမီတာနှုန်းအချိန်နဲ့သွားခဲ့တာပါဒီမြန်နှုန်းဟာဆိုရင်ကျွန်တော်အတန်ထက်မြန်တဲ့ဂျက်လင်ရဲ့ပြန်တန်းနှုန်းနဲ့ထပ်တူကြပါတယ်